အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Bramis USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့စွန့်ခံရင်ငှက်တင်ဖြစ်ပြီးတော့အမေရိကကတက္ကသိုလ်ကျောင်းသူကို ICE အဖွဲ့ကဖမ်းဆီးလိုက်ပြီးပြည်နှင်တန်းခတ်လိုက်ပြီးဆိုတဲ့သတင်းပဲဖြစ်ပါတယ်တဲ့င်းပြေဆောင်ကတော့ ABC News ကမေလ14 2025မှာတင်ဆက်သွားတာကတော့ လေအဖွဲကကားချင်းမှပြီးရက်တံပြီးစစ်ဆေးတဲ့အခါခိုးပင်ကျူးကျော်ဆိုတာကို တွေ့ရှိပြီး ice အဖွဲရဲ့အကျဉ်းစခန်းကို ခေါ်သွားတာခံနိုင်ရတဲ့တက္ကသိုလ်ကျောင်းသူတယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ဂျော်ဂျီယာပြည်နယ်မှာနေထိုင်တဲ့အသက်16နှစ်အရွယ်တက္ကသိုလ်ကျောင်းသူ Arias Christobel ဟာမေလ9ရက်နေ့ကသူမရဲ့အမဲရောင် pickup truck ကားကို မောင်းနေစဉ်ပလေအဖွဲမှရက်တံခိုင်းပြီးလမ်းတစ်ခုကိုတရားမဝင် ွေ့ခဲ့တယ်ဆိုတာစစ်ဆေးပါတယ်။အဲ့ဒီအခါမှာသူမမှတရားဝင် နေထိုင်ခွင့်တွေ driver license တွေကား license တွေတခုမှမပြနိုင်ခဲ့ပဲပလေးအဖွဲ့ကတန်တရားဝင်ပြီး ice အဖွဲ့ကို ခေါ်ယူက ice အဖွဲ့ကခိုးဝင်ကျူးကျော်တွေတဲကတယောက်ပဲဆိုတာကို တွေ့ရှိသွားပြီး ice အဖွဲ့ရဲ့အကျဉ်းစခန်းကိုဆက်လက်အရေးယူဖို့ခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့ပြီးခဲ့တဲ့မေလ12 2025မှာတော့ လန်စီကန်ချိုးပေါက်တဲ့အပြစ်မှာတော့ pickup truck ကားကြီးမှားပြီးသူမကိုဖမ်းဆီးမိခဲ့တာဖြစ်လို့ဒီအမှုကိုတော့သူမအပြစ်မရှိကြောင်းတရားရုံးကဆုံးဖြတ်လိုက်ပေမဲ့ခိုးဝင်ကျူးကျော်ကိစ္စကတော့လိန်လို့မရတာကြောင်းအခုတော့ပြီးနှင်တန်းပို့ခံရမဲ့သူတွေကို ထိမ့်သိမ့်တဲ့စခန်းမှာထိမ့်သိမ့်ခံနေရပါပြီ။သူမရဲ့ဖခင်ဖြစ်သူဟာလည်းသူမအဖမ်းမခံရမီနှစ်ပတ်တုန်းက ကားအမြန်မောင်းနှင်မှု ကြောင့်စစ်စေးရာမှဆုံးခံ၍ငှက်တင်ပြီးခိုးဝင်ကျူးကျော်နေထိုင်သူဆိုတာကိုသိရှိသွားတာကြောင့်ချက်ချင်းပဲ ICE အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့အကျဉ်းထောင်ထဲမှာဖမ်းဆီးထားကအခုတော့တားအဖနှစ်ယောက်စလုံးအဲ့ဒီအကျဉ်းထောင်ထဲမှာရှိနေပြီးလူဝင်မှုကြီးကြပ်ရေးတရားရုံးမှာခိုးဝင်ကျူးကျော်နေထိုင်တဲ့ကိစ္စအတွေ့အမိန့်ချခံရတော့မှာဖြစ်ပါတယ်အမေရိကရဲ့ နိုင်ငံတော်လုံခြုံရေးဌာန DHS ကအင်ကာနေမေလ23 2025မှာထုတ်ပြန်သွားတာကတော့သူတို့သားအဖနှစ်ယောက်စလုံးဟာအမေရိကန်နိုင်ငံတဲကိုတရားမဝင်ကျူးကျော်ရောက်ရှိလာတဲ့သူတွေဖြစ်ကြောင်းနိုင်ငံရေးခိုလုံခွင့်ရှောက်ထားတာလည်းတခုမှမရှိကြောင်းရေးသားထားပြီးဂွင်းဆက်တွေရသူတို့နဲ့အတူလာတဲ့အိမ်မှာကြံရစ်သူအမေဖြစ်သူနဲ့ညီမဖြစ်သူတွေရဲ့စာရွက်စာတမ်းအထောက်အထားတွေကိုလည်းဆက်လက် စစ်ဆေးသွားတော့မှာဖြစ်ကြောင်းသိရပါတယ်။အခုတော့လူဝင်မှုကြီးကြပ်ရေးဥပဒေအသစ်အရာသူတို့သားပါနှစ်ယောက်ဟာရွေးချယ်စရာနှစ်ခုရှိလာပါပြီ။မိမိအသိစိတ်နဲ့တယောက်ကိုဒေါ်လာတစ်ထောင်စီရယူပြီးအခမဲ့နေရင်နဲ့မူရင်းမက္ကဆီကိုနိုင်ငံကို ကောင်းကောင်းမွန်မွန်ပြန်မလား။ဒါမှမဟုတ်လူဝင်မှုကြီးကြပ်ရေးရုံးတော်ကပြည်နှင်တန်းအမိန့်ကိုစောင့်ပြီးတော့ ခြေထိတ်လက်ထိတ်တွေနဲ့ခတ်ပြီးစစ်လေရင်နဲ့အဆောင်အကျက်တွေနဲ့ပြန်ကျင်လာဆိုတဲ့နှစ်ခုလေးရာတစ်ခုကိုရွေးချယ်ရတော့မှာဖြစ်ပါတယ်။လူဝင်မှုကြီးကြပ်ရေးရှိနေတွေက အကြံပြုတာကတော့တမရပေးတဲ့ဒေါ်လာ1000စီယူပြီးအခမဲ့လေရင်နဲ့ပြန်သွားခြင်းဟာမိမိတို့အတွက်အကောင်းဆုံးဖြစ်နိုင်ကြောင်းဘာလို့လဲဆိုရင်အနာဂတ်မှာအမေရိကကိုတရားဝင် လာရောက်ခွင့်ဗီဇာလျှောက်ပြီးလာရောက်နိုင်ကြပြီးတော့ပြင်းနှံခံရတဲ့လေရင်နဲ့ပြန်ရင်တော့ နောက်နောက်ဘရော့မှာအမေရိကကိုမလာနိုင်တော့ကြောင်းအကြံပေးပါတယ်။အခုအဖမ်းခံရသူ16နှစ်အရွယ်ခရစ်စတိုဘယ်ဟာဆိုရင်တော့သူ့ရဲ့မိဘတွေနဲ့အတူ သူမ၄နှစ်သမီးအရွယ်2010တုန်းကအမေရိကနိုင်ငံထဲကိုခိုးဝင်ရောက်ရှိလာခဲ့ပြီးကလေးမိုးလိုလောလောဆယ်ပြည်နှင်တန်းမခံရဖို့ရှောက်လွှာတင်ရန်လဲအကျုံးမဝင်တော့ကြောင်းသိရပါတယ်။သူမရဲ့ရှေ့နေက ABC သတင်းဌာနကိုပြောတာကတော့ အမေရိကရဲ့ပြည်နှင်တံကိုခိတ္တဆိုင်ငံ့ခွင့်လျှောက်ထားနိုင်တဲ့အစီအစဉ်ဟာ ဆိုရင်တော့ခိုးဝင်ကျူးကျော်ကလေးတွေဟာ16နှစ်မပြည့်မီအဲ့ဒီလျှောက်တော်တင်လို့ရပေမဲ့ခရစ်စတိုဘယ်ကတော့တင်ပထားသောကြောင့်အခုအဲ့ဒီအစီအစဉ်နဲ့အကျုံးမဝင်တော့ကြောင့်အခုတော့တားအပနှစ်ယောက်စလုံးလူဝင်မှုကြီးကြပ်ရေးရဲ့အဆုံးအဖြတ်ကိုကြားနာရတော့မှဖြစ်ကြောင်းပြောပါတယ်နိုင်ငံရဲ့လုံခြုံရေးအဖွဲ့ကပြောတာကတော့သူတို့နှစ်ယောက်နဲ့အတူအိမ်မှာ ျန်ရှိနေသေးတဲ့မိခင်ရဲ့ညီမဖြစ်သူရီရဲ့ဟာလည်းမိသားစုနဲ့မခွဲမခွာ ရှိနေခြင်းရင်တော့မွေရက်မြေမက္ကဆီကိုနိုင်ငံကိုတမိသားစုလုံးပြန်နိုင်ရန်အခမဲ့လေရင်စီစဉ်ပေးမှာဖြစ်ပြီးအတုံးစီရိတ်တယောက်ကိုဒေါ်လာ1000ကိုလည်းထုတ်ပေးလိုက်မှာဖြစ်ကြောင်းအဲ့ဒါမှမဟုတ်ရင်တော့ ICE အဖွဲ့ရဲ့ဖမ်းဆီးခြင်းခံရမှာဖြစ်ပြီးတမိသားစုလုံးချုပ်နှောင်ခံရမှာဖြစ်ပြီးဘာအခွင့်အရေးမှမရတော့ဘဲပြည်နေတံခံရမှာဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာဖော်ပြပြီးသတိပေးလိုက်ပါတယ်။ခရစ်စတိုဘယ်ရဲ့မိခင်ပြောတာကတော့သူမရဲ့အမျိုးသားခရစ်စတိုဘယ်ရဲ့ဖခင်ဖြစ်သူဟာအိမ်ပြုပြင်ရန် လိုအပ်တဲ့ပစ္စည်းတွေတွားဝယ်စဉ်တတ်မှတ်ထားတဲ့အမြန်နှုံးထက်ကြော်လွန်ပြီးတော့တနာယီယို16မိုင်ကြော်လွန်ပြီးမုန်းနှင်ခဲ့ရမှ ဖန်ဆီးခံခဲ့ရတာဖြစ်ပြီးသမီးခရစ်စတိုဘယ်ဟာလည်းထရက်ကားချင်းမှားလို့ဖန်ဆီးခံခဲ့ဒါကစပြီးတော့အခုတော့ ခိုးဝင်ကျူးကျော်တွေထားတဲ့အချင်းစခန်းမှာရောက်နေကြောင်းသူမဟာဆိုရင်လည်းအိမ်တွေကိုတန့်ရှိရေးလုပ်တဲ့အလုပ်လုပ်ကင်နေသူဖြစ်ကြောင်းပြောပါတယ်ခရစ်စတိုဘယ်ရဲ့ညီမဖြစ်သူအော်ရိုရာကလည်းသူ့ရဲ့အရန်ချစ်ရတဲ့အမကို ICE အဖွဲ့ကအခုဖမ်းဆီးသွားပြီဖြစ်ကြောင်းအဖေကိုလည်းဖမ်းဆီးသွားပြီဖြစ်ကြောင်း ABC သတင်းကိုပြောပါတယ်အခုတော့အိမ်မှာအဖေကောအမကောမရှိတော့ကြောင်းဒုက္ခတွေရောက်ရပြီဖြစ်ကြောင်းပြောပါတယ် DHS ရဲ့ကမ်းလှမ်းချက်ကတော့မက္ကဆီကိုနိုင်ငံကို တမိသားစုလုံးဥမကွဲတိုက်မပြတ်ဖဲနဲ့တူတူနေရအောင်ချောချောမုံမုံအခမဲ့ပြန်နိုင်ရန်စီစဉ်ပေးမှာဖြစ်ကြောင်းကမ်းလှမ်းထားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာသတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစ조사ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube Channel လေးကိုတိုက်နှက်သက်ခရင် Like and Subscribe Lopi Gedwawa. So please take care of yourself and each other. Bye bye.